ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ Channel G ရဲ့ကျွန်တော်တို့ဘောလုံးရက်ွက်အစီအစဉ်တင်ဆက်မှုဖြစ်ပါတယ်ဒီနေ့အစီအစဉ်မှာတော့ကျွန်တော်နဲ့ကုချင်းညီကြီးကိုစိုးရင်တို့ကပါဝင်ဆွေးနွေးသွားကြမှာဖြစ်ပါတယ်ခင်ဗျာအခုမင်္ဂလာပါမင်္ဂလာပါကိုပြတ်သွားအဲ့တော့တနေ့နေ့ညအောင်ရောက်လာပြီဆိုတော့တနေ့နေ့ညမှာကတော့အာ Premier League ရဲ့လောလောဆယ် MPC ရဲ့ထိဆုံးအဦးဆောင်နေတဲ့ Champion Lounge 100ပဲပြောပါတော့လေအခုထိဆုံးမှာဆိုတော့ Lounge 100ပေါ့လေဆိုတော့ Arsenal ပွဲလေးရှိတယ်အာ Derby ပွဲဒါ Tottenham Hotspur နဲ့ပွဲစဉ်ရှိတယ်ဒီနေ့ညတော့တနေ့နေ့အစီအစဉ်အတွက်ကျွန်တော်တို့ဒီတပွဲက ွဲကောင်းတစ်ပွဲရှိရပေါ့နောက်တစ်ခုကကျွန်တော်တို့ဒီနေ့တင်းကုန်နေထုတ်လွှင့်မှုဖြစ်တော့မနက်ဖြန်ညမှာကစားမဲ့ United ပွဲလေးလဲကျွန်တော်တို့တစ်ခါတည်းထည့်ပြီးဒီမှာတက်လက်စားတယ်ပြောလိုက်ချင်တယ်เนาะโอเคအဲ့တော့ Arsenal အကြောင်းလေးရင်ဆကြပါအဲ့တော့ဟိုဟာကုချင်းကြီးပဲစပါအောင်ဒီတစ်ခါတော့ Arsenal ဆိုတော့ဟိုလောလောဆယ်ဟို Arsenal နဲ့အမှန်ဆုံးနဲ့စတွေ့ပြီလားပေါ့နော်အဲ့တော့စောင်းဝင်လာတယ်ဆိုရင်ပဲဒီဒဏ်ပြဿနာလေးတွေက ဂျုံလာပြီးပြီးတော့ဒီနိုင်ငံတကာဝေမတိုင်ခင်မှာလဲဒီဟိုမန်စီးတီးနဲ့အမှတ်ကွာမှုလေးကနည်းနည်းပိုပြီးချင်းမြောင်းလာတယ်ပြီးတော့နာမည်ကြီးတဲ့နှစ်တိုင်းနာမည်ကြီးတဲ့အာဆင်နယ်ရဲ့ဟိုအမြဲတမ်း6လက်နေကြတစီတကောင်လို့ဖြစ်နေတဲ့ဒီဆောင်းလေးဆောင်းဝင်လာတဲ့ပြဿနာပေါ့လေတရားပြဿနာတွေကဂျုံလာပြီးဆိုတော့ဒီပုံမှာခုချင်းကြီးအမြင်လေးကစပြီးပြောပါဦးမှန်ပါတယ်အဲ့ဒီပြဿနာတွေအဲ့ဒီ story line တွေကိုကြော်ဖြတ်နိုင်မှုတွေဒီခါဒီအာဆင်နယ်သူတို့လည်းဂျိုပြီးတော့ပြင်ဆင်ခဲ့တာပြန်ဒါပေမဲ့ခတ်တာကန်တရာကလည်း ဟိုအောင်မြင်ဖို့ဆိုရင်တော့ကျွန်တော်တို့အဲပြောပါတယ်အမြင်နဲ့ကံကြံဝရိယသုံးခုလုံးပြည့်မှတ်ရမယ်ညာလဲကောင်းနေပြီဝရိယလဲအားဆိုင်တာပြည့်စုံနေပြီကံလေးတစ်ခုကလိုက်ဖို့လဲလူသေးတယ်ကျွန်တော်တို့ဒါကအောင်မြင်မှုအတွက် ိုတရားသဘောတွေပေါ့လေဘီလူမီကြည့်ရချင်းဘလုံးကြောင့်ပြောလဲတရားသဘောတွေရောက်တာပြောချင်တာအခုကန်းသိမ့်မလိုက်ဘူးဆိုတဲ့ဘက်သွားတာပေါ့ကွာတိုက်ဆက်မှာကာယဘက်နဲ့ဂျေဆုဆိုတရားဒီလုံးနာနေတာအိုဒီကနာတယ်နောက်ဝယ်ထားတဲ့မာဒူဂီနာတယ်ဂျော့ခရက်စ်လည်းနာတယ်အဲ့တော့ဆန်နလန်ပွဲမှာတိုက်ဆက်မှာဟိုမရှိရှိရလူတုံးပြီးတော့လဲစရာအရန်ကွက်လန်နဲ့တိုက်ဆက်မှာလူငယ်လေးတွေပဲရှိတော့တဲ့ပုံစံတော့ဖြစ်သွားသူမရှိရှိရလူနဲ့ကြံသွားပြီးတော့နောက်အရန်ကောင်းပါလေဆိုတဲ့ခန်းစစ်ကလည်းအဲ့ပွဲမှာဂိုးတွေပေးလိုက်ရပြီးတော့ဟို ကျွန်တော်အမှတ်တွေညော့သွားပြီပေါ့နော်စပြီးတော့ဖီးရမဖိတ်ခေါ်ပဲနဲ့ရောက်လာပြီဟုတ်ဟိုကျွန်တော်တို့အဲ့တော့နတ်ဆိုးကတော့တကားမခောက်ဖဲနဲ့ဟိုဒိုင်းရကြီးဝင်လာပြီလို့ပြောလို့ရတယ်အဲ့တော့အားလုံးလည်းပြောနေကြအာဆန်နယ်ဒီချိန်ဆိုလန့်ကြတယ်ပြီးတော့အာဆန်နယ်မှတ်တမ်းနေကျွန်တော်ပြန်ကြည့်လိုက်တော့လေအကြောင်းမဲ့တော့ထိုးနေကြတယ်မဟုတ်ကြီးထိုးတဲ့လူလည်းအပြစ်ပြောလို့မရဒီနိုဝင်ဘာကအာဆန်နယ်ရဲ့ပရီးမီးယားလိဂ်တက်တန်းတစ်လျှောက်မှာပရီးမီးယားလိဂ်လို့အမည်ပြောင်းပြီးတဲ့အာဆန်နယ်ရဲ့ record အဆိုးဆုံးလာကနိုဝင်ဘာပဲဟုတ်ဘာလို့လဲဆိုတော့အဲ့နိုဝင်ဘာမှာအဲ့လို international break တွေဝင်လာတယ်နိုင်ငံပွဲတွေမှာသွားကန်တယ်ကစားမတွေဒဏ်ရပြီးတော့ပြန်လာတယ်လူမဆုံးတဲ့ပြဿနာတွေပြီးရင်နိုဝင်ဘာဆိုအာဆန်ရဲ့အမြဲတမ်း premier league ရဲ့ပွဲစဉ်စရာမှာကန်ဆိုးတယ်ပဲပြောရမလားပွဲချက်တွေအမြဲကစားရတယ်မနစ်က2024မှာဆိုလဲနိုဝင်ဘာမှာ ကစားတဲ့၄ပွဲမှာဆိုရင်၄မှတ်ပဲရခဲ့တယ်ဟုတ်တပွဲပဲနိုင်တယ်အခုဒီနှစ်လဲနိုဝင်ဘာမှာကစားရမယ့်ပွဲတွေကရှေ့မှာဆန်လန်းလန်းနဲ့ ဒီပွဲချက်တောင်မတိုင်ခင်မှာ international break မတိုင်ခင်မှာတေကျသွားတာလေအာဆန်နယ်အတွက်ဖီးယားပိုတိုးသွားစေဟုတ်ကဲ့အမှအဲ့ပွဲနိုင်ထားလိုက်ရင်ဖီးယားတလောက်မရှိဘဲနဲ့ကစားဖြတ်တမ်းဦးစပါးနဲ့ကစားရမယ်ပြီးရင် Champions League မှာ Bayern Munich နဲ့ကစားရမယ်ပြီးရင် Chelsea နဲ့ကစားအဲ့ Champions League တစ်ဖက်ကို Bayern Munich နဲ့ပွဲကိုခဏဖယ်လိုက်အောင် Premier League သီးတက်မယ်ပြောမယ်ဆိုရင်စပါးနဲ့ Chelsea ဆိုတဲ့တကယ်ကိုခက်ခဲတဲ့ London Derby နှစ်ပွဲနဲ့ကစားရမယ်အဲ့ဒီချိန်တွေမှာတိုက်စစ်ကလည်းကစားမ9-6လောက်ဒဏ်ရာနေတယ်အသင်းရဲ့ဖိုးခန်းစစ်ကြောင်းမှာတကယ်နှစ်ယောက်လုံးတကယ်အတွဲဖက်ညီပါလက်ရှိပရီးမီးယားလိဂ်အကောင်းဆုံးခန်းစစ် ဂျူโอလို့ပြောနေကြတဲ့ Gabriel Saliba မှာ Gabriel Brazil နဲ့တန်ရန်ရပြီးပြန်လာဆိုတော့အကောင်းပါလေမာပါလေဆိုတော့ Arsenal ရဲ့ခံစစ်တောင်လူမစုံတော့ပဲနဲ့ယော့လာပြီးဆိုတော့ဒီချိန်တွေမှာတော့ Arsenal တို့ရဲ့စိုးရိမ်စရာတွေကအများများလာပြီး Arteta နဲ့ Arsenal တို့ကဒီနှစ်ကကျွန်တော်တို့ကမကြာခဏလည်းပြောတယ်ဒီဒီလိုချိန်တွေမှာမရရင်ဘယ်တော့မှရမှာမဟုတ်တော့ဆိုတဲ့ချိန်တွေမှာထပ်ပြီးချိန်မချော်သွားဖို့လိုတယ်ထပ်ပြီးတော့မဝေဝါးသွားဖို့လိုတယ်ဆိုတော့တော်တော်စိတ်ပူဖို့ကောင်းတဲ့ပွဲလို့ပြောရမယ်တစ်ဖက်မှာလည်း မှန်ပါတယ်စပါးမှာလည်းဒဏ်ရာပြဿနာကြီးအရင်များကြီးရှိတာအဲ့ဒါလေးကိုနည်းနည်းလေးပြန်ပြီးတော့ကာမိသွားတာပေါ့လေဒဏ်ရာတွေကြားထဲမှာအပြန်ကြမ်းမဲ့ပွဲလို့ပြောရမှာပေါ့အစင်းနဲ့လွတ်လွတ်လပ်ဖို့လိုနေပြီတချို့လူတွေလည်းသူတို့ဟိုခန့်ငယ်တဲ့အားပေးတာသူတို့တော့မှအိမ်တော်တွေကြအသားသမီးတွေလည်းမဝင်နေခုဒီအစင်းနဲ့ဖလားနဲ့ရန်လလန်းဟိုလန်းကွာနေဆိုဒီနေ့ပဲရမှာဖြစ်မယ်တချို့ဆိုလည်းရမယ်လို့ပြောတာလက်လွတ်ချက်တော်နေလည်းဖြစ်နေကိုဒီလည်းပါအဲ့တော့ကိုကြီးပြောလို့ပါလေအာအမရိကအမရိရဲ့ တူနိုဝင်ဘာအခန်းထဲမှာအမြဲ6လက်နေတဲ့နေ့တိုင်း6လက်နေတဲ့တစီဆိုပြီးမြန်မာကားတွေပါလေနေ့ရှင်တော့ရိုက်မယ်ဆိုရင်ရိုက်လို့ရတော့လောက်ပေါ့နော်ဟုတ်တယ်အဲ့လိုဖြစ်တယ်ဆိုတော့ Okay အဲ့တော့ကိုစိုးဆိုပြောပါအောင်အာဆင်နယ်ကတော့ကျွန်တော်တို့ကဒီဟာကိုဟိုအမြဲတမ်းကိုချင်းကြီးပြောသလိုပေါ့ True လို့ပြီးတော့ဟာသားလို့ပြီးတော့အမြဲတမ်းတော့မပြောချင်ဘူးဒါလေးကိုလွန်မြောက်ပြီးတော့အဲတစ်ချိန်တစ်ခါလောက်တော့အောင်မြင်မှုတွေနဲ့တို့အောင်ပွဲခံတာလေးတွေလည်းကျွန်တော်တို့အမြင်မြင်သေးတယ်ပေါ့လေဒါပေမဲ့တစ်ခါဟိုတချို့ကလည်းပြောလို့မရဘူးပေါ့လေကိုစိုးကပြောတယ်ကဲလည်းလူသေးတာအဲတချို့လည်းကျွန်တော်တို့လည်း ပြောထားလာလေးရနည်းနည်းလက်လုံထားလေးရှိတယ်ကိုစိုးကိုစိုးဆိုအပြင်လေးပြောပါအဲ့တော့ဒါအကိုလို့ရှစ်မှာပြောသွားတယ်ဒီအကြောင်းပြန်မပြောရပါဘူးနော်ပြန်မပြောပြောရပါဘူးအဲ့တော့ရှစ်ရာတွေထားခဲ့လိုက်တော့ကျွန်တော်တို့အကောင်းဘက်ကပဲတွေးကြတာပါဗျာဘာလို့ဆိုဒါတွေကကျွန်တော်တို့တောက်လျှောက်မြင်ခဲ့တော့လူတွေကအဲ့ဒီဟာတွေမှာ trauma တွေဖြစ်တယ်ပိတ်သက်တိုင်းလည်းဖြစ်တယ်ကစားသမားတွေလည်းဖြစ်တယ်အသင်းလိုက်လည်းဖြစ်တယ်ဖြစ်တယ်အဲ့ trauma တွေကိုဘယ်လိုကျော်လွှားမလဲပေါ့နော်အခုလောလောဆယ်တော့ဟုတ်တယ်တန်ရာပြဿနာတွေတော်တော်လေးစိုးရိမ်စရာကောင်းတဲ့အနေထားဒါပေမဲ့ international break ပြီးမှပြန်လာမယ်ဆိုတဲ့သတင်းတွေလည်းတချို့ကစားသမားတွေကြံ့ခိုင်မှုအပြည့်နဲ့ပြန်လာမယ်ဟိုအသင်းနဲ့ပြန်ပူးပေါင်းမယ်ဆိုတဲ့အသံတွေလည်းကြားတယ်အဲ့တော့အကောင့်တွေလည်းပါလိမ့်မယ်အဆိုးတွေလည်းပါလိမ့်မယ်အဆိုးဆိုရင်တော့ဂါဘီရဲ့ဒဏ်ရာရသွားတဲ့အခြေအနေခံစစ်ကြောင်းမှာဟိုဆာလီဘာဂါဘီရဲ့အတွဲကိုဖြတ်ရတော့မယ်ဆိုတော့သူ့နေရာမှာဘယ်သူကစားမလဲရှိပါတယ်သူ့မှာ backup အနေနဲ့ဒါမော့စကေယာရှိတယ်ဟင်ကာဘီရေးရှိတယ်ကာလာဖီယိုရီလည်းပြန်ပြီးတော့ကစားမယ်လို့သိရတယ်ဆိုတော့အဆိုးဆုံးတော့မဟုတ်သေးဘူးဒါပေမဲ့အချိန်ကတော့ကျွန်တော်တန်တရာတစ်ပတ်လည်ပြီးဒီချိန်ပြန်ရောက်လာရင်တော့ ဒီ6လက်နဲ့ဒီတစ်စီကိုကြောက်နေတာဒါတော့ကျွန်တော်တို့ဒါကြော်လွှားဖို့ကြိုးစားဖို့เนาะတစ်ဖက်မှာလည်းစပါးကိုယ်တိုင်လည်းဒါရပြဿနာရှိပါတယ်စပါးအာဆင်နယ်ထက်တောင်ပို့ပြီးတော့လူစင်းရရဆိုရင်ဟိုအတင်းရဲ့လက်ရှိဖောင်မရဆိုရင်ပို့တောင်စိုးရိမ်စရာကောင်းတဲ့အနေထားပါကျွန်တော်တို့ကမစဒီအာဆင်နယ်ကြောင်းပြောရဲဆိုအခုတို့ကျွန်တော်ရှေ့တစ်ပိုင်းမှာပြောခဲ့တယ်တော့စနေနေ့တော့ပြောသလိုအတင်းကြီးတွေရဲ့အကြောင်းနေကျွန်တော်အပတ်တိုင်းဟိုပါနော်ကျွန်တော်ဒီမှာပြောပြကြရတဲ့အထက်မှာအာဆင်နယ်အကြောင်းပြောတဲ့အထက်ကအကောင့်တွေပဲများပြီးတော့သူရုပ်ကန်ရတဲ့ဆိုတော့ တော့ပြတိတ်မပါဘူးအခုဒီချိန်မဖြစ်လာဘူးလို့တယ်အတင်းကြီးနဲ့ဇက်တိုက်ကစားရမယ်ပွဲချက်ဒီလာပြီဒီချိန်တွေဘယ်လိုကြော်လွှားမလဲကျွန်တော်တော့အဲဒီချိန်တွေကောင်းကောင်းမွန်မွန်ကြော်လွှားနိုင်မယ်လို့ထင်တယ်သူတို့ရာသီအစတည်းကလည်းဒီအတွက်ပြင်ဆင်လာရဲဆိုတော့စန္ဒလဲနဲ့ပွဲတေရရလက်ကအဲ့တပွဲစားပဲဖြစ်ပါစေလို့ကျွန်တော်တော့မျှော်လင့်ပါတယ်ဟုတ်ကဲ့ အဲ့တော့ဆိုရင်တော့ပြောလို့ဒါကိုဒီမှာရက်လိုက်ပြီးတော့ဟိုပြီးခဲ့တဲ့အကြောင်းတွေပြန်မပြောဘဲနဲ့ကျွန်တော်ရှေ့ဆက်သွားနိုင်မလို့လေအဲ့တော့သူဖြစ်နေကြတော့ဖြစ်နေကြတိုင်းဖြစ်လာတာပဲပေါ့လေဒါပေမဲ့အဲ့ဒါကိုဟိုအာဆင်နယ်ကတစ်ချိန်မှမကြော်လွားနိုင်ဘူးအဲ့တော့ဟိုဖြစ်လာတာကိုကျွန်တော်တို့ကအစိုးမမြင်တော့ဘဲနဲ့ဒီဒီခေါက်ကြုံလာရင်လည်းဒါကိုကြော်ဖြတ်မယ်ဆိုပြီးတော့ဟိုဒီဒီဒီလုံးလုံးတိုင်ရမှာပေါ့နော်အဲ့တော့အချိန်ချင်းကြော်ဖြတ်ခဲ့ပြီးတစ်ချိန်မှမကြော်နိုင်ဘူးအဲ့တော့ဒီအခက်ခဲကလည်းနေ့တိုင်းကြုံနေကြ ဟိုဒီနေ့တော့အဲ့ခက်ခဲရောက်မလာဘူးလို့မထူရတဲ့ဒီခက်ခဲကမီယိုဖလာအစင်းတွေမှာအမွေရောက်ကိုလာအမွေရထားလို့အချိန်နဲ့ရောက်လာမှာပဲအဲ့တော့အဲ့ရောက်လာတဲ့ဟာငါတို့ကြောက်အောင်ကြော်မယ်ဆိုတော့ ਨੇ ပလန်နဲ့ပဲသွားရမှာပေါ့လေအဲ့တော့ဆိုရင်တော့ပြောသလိုဒီထပ်ပါတော့နိုဝင်ဘာဒီဇင်ဘာဝိကျက်ကာလာပြီးရင်တော့အစင်းတွေဒါတွေလွန်မြောက်ပြီးတော့ အာဒါအချိန်လေးကောင်းနေနဲ့ကတ်လိုက်တဲ့ဒုတိယနေရာအသင်းကိုအမှတ်ဖြတ်ထားနိုင်တယ်ဆိုရင်တော့ကျွန်တော်ရာသီစားမှာပြည်သက်တွေမျောလင့်ထားတဲ့အားလေးတခုကတော့ဆက်ပြီးတော့အကောင်းနေမှာပေါ့နော်အဲ့တော့ဒီဘက်ကဟို Tottenham Hotspur နဲ့ တွေ့နေတယ်။အချိန်လေးရောဟိုစပါဘက်ကအချိန်လေးဘယ်လိုရှိနေလဲဒီဘွဲရောဘယ်လိုရလက်တွေထွက်နိုင်လဲပေါ့လေ။ကိုချင်းကြီးပြောပါဦး။စပါရဲ့အချိန်လေးကလည်းမဆိုးပါဘူး။ဒါတော့မဖရန်နီးပြတဲ့နဲ့တို့တာထွက်မဆိုးဘူး။ဒီဟာဒီစဒီလောက်ထိလုံနိုင်တာတို့ကျွန်တော်တော့ချီးကျူးတယ်။မနေ့ကတော်တော်လေးရုပ်ပြည့်စင်ပြည့်လိမ18တောင်ရောက်ခဲ့ရတဲ့အထူးသဖြင့်တော့အဝေးကွင်းတွေပဲချီးကျူးရမှာပဲ။အဝေးကွင်းတွေမှာဒီဟာဒီမန်စတီလိုအသင်းကိုလည်းနိုင်ထားတယ်။အဝေးကွင်း၅ဘွဲမှာ Brighton နဲ့တပွဲပဲအမှတ်ရော့ထားပြီးတော့တူတူသေးကြတယ်။ကျန်တဲ့ပွဲတိုင်း၄ပွဲနိုင်ထားရဆိုတော့ဒီဟာဒီ Premier League ရဲ့အဝေးဝင်းအကောင်းဆုံးသင်။တစ်ဖက်မှာ Arsenal ကလည်းအိမ်ခွေးတွေမှာတော်တော်ကောင်းတယ်။ Manchester နဲ့တပွဲပဲအိမ်ခွေးမှာဝမ်းဝမ်းနဲ့သေးကြတယ်။ကျန်တဲ့ပွဲတိုင်းနိုင်ထားရဆိုတော့ဒီအခါသီးဆုံး London မြို့ရဲ့မြောက်ပိုင်းမှာရှိနေတဲ့ Derby ပွဲလည်းဖြစ်တာကြောင့်ပွဲကတော့ကြမ်းအောင်ပါပဲ။စပါးလည်းလူမဆုံးပါဘူး။ရှေ့မှာ Solanke တို့ ကူလူဆက်စကီတို့မက်ဒီဆင်တို့ကူဒူးစ်တို့သူတို့မှရှိနေတဲ့ဒီနောက်ဆုံးခေါ်ထားတဲ့မရှိသုံးသုံးနေတဲ့မူဝါဒီလည်းအခုဒိုင်ယန်ရသွားပြန်ပြီဆိုတော့ဘက်ဗဲတို့လည်းမသေးကြဘူးဘစ်ဆူးမောက်လည်းရှိစပါမှလည်းလူမဆုံတဲ့ပြဿနာရှိဒါပေမဲ့စပါကလူဆုံချင်းမဆုံချင်းစပါကတော့ချန်ပီယံဆုတဲ့ကျွန်တော်တို့အဲ့မှာဘာကိုကွန်ပဲလုံးလဲပေါ့လေလုံးမလဲပေါ့နော်ကျွန်တော်အဲ့တော့ဝီဝါဒါကွဲနေတာကစပါကတော့ချန်ပီယံကိုအိမ်မက်မက်နေတဲ့အသင်းမဟုတ်ဘူး तू ကတော့ဒီ top 4ကိုသွားနေတာဟုတ်သူ့မှာအမှားယွင်းဖြစ်ပိုင်ခွင့်ရှိတယ်တော်ဖိုးကိုသွားနေတဲ့အသင်းဆိုတဲ့အတွက်ကြောင့် တရာတီလုံးမှာသူကတပွဲစားနှစ်ပွဲစားထက်ပိုတဲ့ပွဲတွေလေသူမှာအမှတ်ဆုံးရှုံးပိုင်ခွင့်ရှိတယ်အဲ့တော့ချန်ပီယံမှန်းနေတဲ့အသင်းနောက်ကပြီးတော့ဂွာဒီိုလာရဲ့မန်စီးတီးလိုမျိုးချန်ပီယံဟိုအတွေ့အကြုံနေနဲ့ချန်ပီယံဘာဝတဲ့အသင်းကနောက်ကလိုက်ဖိအားပေးနေတဲ့အချိန်မျိုးမှာအာဆင်နယ်ကိုစိတ်ပူတယ်ဆိုတာအဲ့ဒါလေးပေါ့နော်ပြီးတော့အစင်လာတွေရောက်လဲပါပါတယ်အဲ့ဒါလေးကြောင့်အာဆင်နယ်ထပ်ပြီးတော့ခြေချော်လို့မဖြစ်တဲ့ဘွယ်အဲ့တော့အိမ်ဝင်းမှာတော့ဟိုကျွန်တော်တို့စိတ်ပူနေအရင်စိတ်ပူနေရလဲဖြစ်ကောင်းဖြစ်မှာပေါ့လေဒီမှာကြော်လွားသွားနိုင်မယ်ထင်ပါတယ်မနစ်ကလည်း2-1နဲ့နိုင်ထားတယ် ဒါမနစ်ကနှစ်ကြော့လောအင်ဝင်းဝေးခွင်းလဲနိုင်ထားတယ်စပါနဲ့တွေ့တယ်ပေးမြလီနောက်ဆုံး၃နှစ်အတွင်းမှာအင်ဝင်းဝေးခွင်း၆ပွဲတွေ့ရမှာအာဆင်နယ်က၅ပွဲနိုင်နေဆိုတော့ဒီအချိန်မှာဂိုးပြတ်တာတွေမပြတ်တာတွေတော့ခဏမေးလိုက်အောင်လူလဲမစုံဘူးသူကိုယ်တိုင်လည်းဒီချန်ပီယံလိလာပြီးပြင်ဘိုင်မြူးနဲ့ကစားရမယ်နောက်တစ်ပတ်မှာချယ်ဆီနဲ့ကစားရမယ်ဒီ9ရက်တစ်ပတ်လောက်အတွင်းမှာ ပွဲကြီးပွဲချက်၃ပွဲလောက်ကစားရမယ်ဆိုတဲ့အချိန်မှာဂိုးပြတ်တာလေးမပြတ်တာလေးခဏထားရမှတ်၃မှတ်ရဖို့ပဲအာဒီတာနဲ့အာဆန်နဲ့အလုံးလုံးလိမ့်မယ်ထင်တယ်ကျွန်တော်တို့အာဆန်နဲ့ကတ်နိုင်သွားမယ်ထင်ပါတယ်ဟုတ်ကဲ့ဟဲ့အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဟိုဟိုချန်ပီယံဖြစ်ချင်တဲ့အတင်းအတင်းမှာခက်ခဲလိမ့်မယ်ဆိုတဲ့စကားလုံးကိုတော့အရင်ထိတ်လည်နေကြမလို့ဘူးပေါ့နော်ဒါလေးကြော်ပြနိုင်မှာပဲချန်ပီယံဖြစ်မှာပေါ့နော်အဲ့တော့ဒီပွဲကတော့ခက်လိမ့်မယ်အဲဆိုတာမျိုးထက်ဒီပွဲကိုနိုင်အောင်ဘယ်လိုကစားမလဲဆိုတဲ့၃မှတ်တန်ဒီမိကွန်းတွေမမဖြစ်နိုင်ဘူးလို့လာပေါ့အဲ့တော့အာဆန်နဲ့ ကန့်နိုင်သွားမယ်လို့ကိုချင်းကြီးကသုံးသပ်ပါတယ်အဲ့တော့ကိုဆိုရင်တော့ဒီပွဲပေါ်ရလာလိမ့်မယ်လို့ထင်တယ်ဟုတ်ကဲ့ပါဒီနှစ်သင်းမှာကိုချင်းကြီးပြောသလိုပဲအာဆင်နယ်ကအင်္ဂွင်းအကောင်ဆုံးသင်းတွေမှာပါတယ်မန်စတီပြီးရင်အိမ်ခွင်အကောင်ဆုံးသင်အိမ်ခွင်မရှုံးထားဘူးတစ်ဖက်မှာစပါကအဝေးခွင်အကောင်ဆုံးသင်အဝေးခွင်မှာတပွဲမှာမရှုံးထားဘူးကြားမဲ့73မဲ့ဒီရာဒီရမဲ့သူ78မဲ့ရတဲ့ထဲမှာအဝေးခွင်73မဲ့ယူထားတာရှုံးပွဲမရှိဘူးဆိုတော့တွတ်တူနေတယ်ကကျွန်တော်ကတူညီချင်းလေးကျွန်တော်ခြားကြည့်လိုက်တန်ရာပြဿနာနှစ်သင်းလုံးမှာရှိတယ်တန်ရာပြဿနာမှာလည်းနှစ်သင်းလုံးရဲ့အဓိကသမားတွေပြဿနာရှိနေကြတယ် ွားတူနေတယ်ဒါပေမဲ့ဘာကွာလဲဆိုကျွန်တော်တို့မှာအာဆင်နယ်မှာအိမ်ကွင်းအသာချက်ရှိတယ်ကွာအိမ်ကွင်းအသာချက်ရှိတယ်ပြီးတော့နောက်ပိုင်း300ဒီလောက်တည်းမှာအာဆင်နယ်ကလုံးဝမရှုံးတော့တာ2020မေမှာမှတ်မှတ်ရရအဲ့တော့ကွန်တီလက်ထပ်လာမသိဘူးအာဆင်နယ်နဲ့စပါးနဲ့တွေ့တဲ့အချိန်မှာအာဆင်နယ်ကလေးမှတ်အသာနဲ့ချန်ပီယံလိဝင်ခွင့်ရဖို့ကရာသီကုန်ကိုနှစ်ပွဲသုံးပွဲပဲလိုတော့တယ်အဲ့ပွဲနိုင်လိုက်ရင်တေချာပေါက်ရတော့မယ့်အနေအထားမျိုးမှာ3 0နဲ့ရှုံးသွားတယ်အိမ်ကွင်းကြီးမှာလာမသိဘူး3 0နဲ့ရှုံးပြီး အာဆင်နယ်အဲ့နှစ်ကချန်ပီယံလိဝင်ဝင်ကပ်ပြီးလွဲချော်သွားတယ်စပါကအဲ့နှစ်မှာယာတီကောင်မှချန်ပီယံလိဝင်ဝင်ရပါတယ်တော်တော်လေးပြရင်နာစရာကောင်းတဲ့စတိုရီလေးပေါ့နော်အဲ့နောက်ပိုင်းနေရနောက်ဆုံး300ဒီဇက်တိုက်အာဆင်နယ်အကောင်းဆုံးရလာတဲ့300ဒီဇက်တိုက်လုံးဝမရှုံးတော့ဘူးနောက်ဆုံး6ပွဲမှာ9ပွဲနိုင်တဲ့တပွဲတည်ဆိုတော့အဲ့ဒီအဲ့ဒီအချက်တွေနဲ့ရင်ကျွန်တော်ဒီပွဲမှာအာဆင်နယ်ရဲ့အမှတ်လိုနေတဲ့ပွဲချက်တွေလာမယ်ဆိုမဲ့စပါကိုတိုင်ကလည်းအရင်ဒေါင်းဒေါင်းမီမဟုတ်ဘူးပေါ့နော်အဝေးဝင်းကောင်းနေတာမှပဲမဲ့သူ့မှာလိုအပ်ချက်တွေအများကြီးရှိတယ်ကစားပုံလည်းအားရစရာမကောင်းဘူးဆိုတော့ဒီချက်လေးတွေနဲ့ပဲအာဆင်နယ်ကျွန်တော်တော့ ဒီအခက်ခဲတွေကိုစပြီးကြော်လွားနိုင်မှုအတွက်ဒီဘွဲကသူ့အတွက်အားစေးပဲဒီဘွဲနဲ့ကြော်ဖြတ်နိုင်ခဲ့ရင်ချန်ပီယံလိဘိုင်းရဲ့ဘွဲကအာဆင်နယ်ကလောဆယ်ရာနှုန်းပြင်းနိုင်ထားတယ်ကြာသိဖီးအားမရှိဘူးအဲ့ဘွဲကဟုတ်ဟုတ်ဆက်နှစ်မှတ်အောင်ရထားတာပါချီကျော်လက်ကျော်ဖြစ်ခွင့်ရှိတယ်ချဲစီနဲ့လန်ဒန်ဒါဘီဘွဲအတွက်သူအားမွေးဖို့အတွက်ဒီစပါနဲ့ဘွဲကိုအနိုင်ကစားဖို့လေကျွန်တော်ဒီဘွဲမှာအာဆင်နယ်ကတ်နိုင်သွားမလို့ထင်တယ်ရလက်ရတော့1-2-1ဆိုရင်ရလက်မျိုးတော့ဖြစ်မှာတယ် ဟုတ်ကဲ့အာဒီပွဲကတော့ဒါကိုဆွင်းတော်ကိုချင်းကြီးရောပြောသလိုအာအာဆင်နယ်နိုင်ပွဲလို့ပဲကျွန်တော်တို့ပြောရမှာပေါ့နော်ဆိုတော့ပြောရရင်နောက်ပိုင်းနေသိမေးရတော့အဲ့လိုပဲဆန်နာလန်းနဲ့ပွဲလို့လူမဖြစ်သွားမှာအချက်ထိပါနော်အာဒါပေမဲ့ဒါကျွန်တော်တို့အเจ้าမဲ့ပြောနေရတာမဟုတ်ဘူးအာဆင်နယ်ကိုကြိုက်လို့ပြောနေရလည်းမဟုတ်ဘူးအမပေးစရာထိတ်ဆုံးအဆင့်တစ်ကအသင်းเจ้าကိုပြောနေတဲ့အတွက်ကြောင့်အိမ်ခွေးမှာစပါ့ကိုနိုင်မယ်ဆိုတဲ့အကြောင်းလေးကျွန်တော်တို့တွေးကြည့်နေကြတာပါနော်အဲ့တော့ဟိုလိုဒီအသင်းဆွဲတာတွေသဘောကျတာတွေတော့မဟုတ်ပါဘူးနော်တေချာဖြည့်ပြောတာပါလေတေချာပြောရင်တော့လေကျွန်တော်တို့ နောက်ဆုံး10ဘွဲလောက်ပြီးမှမှာ10ဘွဲလောက်သေးကြတဲ့ခြေနေရအဆိုးဝါးကြီးခြေနေမဟုတ်ဘူးကျွန်တော်ကဘာပြတ်သွားတာမဟုတ်ဘူးဗျ10ဘွဲဆက်နိုင်ထားတဲ့အသင်းက10ဘွဲလောက်ခြေချော်ပြီးတော့ရက်သွားတာအဲ့ဒါလေဒီမိနစ်60 64မိနစ်မှာခြေပါကိုပေးလိုက်ရပြီးတော့ရက်သွားတာဒါဖြစ်လို့ဖြစ်စင်ပဲဘောလုံးမှာတောက်လျှောက်ဘယ်သင်းမှတော့မနိုင်ဘူးအဲ့တော့ဟိုကိုဆိုးကြီးလည်းပြောသလိုပေါ့နော်ကျွန်တော်ဒီတပွဲစာလေးပဲဒီလိုခြေချော်မှုလေးပဲဖြစ်ပြီးတော့ဒီပွဲမှာ bounce back ပြန်လာနိုင်မယ်ဆိုရင်တော့ဘာပြဿနာမရှိအေးဒါပေမဲ့စိတ်ပူသလိုပဲဒီပွဲစာတကယ်လို့ခွေထစ်သွားမယ်ဆိုရင်တော့ Chelsea နဲ့ပွဲအတွက်ပါ PR နှစ်ဆတိုးသွားနိုင်တယ်အဲ့ဒါလေးကိုစိတ်ပူ ကျွန်တော်ကဘာပြဿနာမရှိပါဘူးဒီအာဆင်နယ်ကြောင်းပြောတဲ့ခါမှာပြဿနာရှိနေတာကျွန်တော်တို့ရှိမှရှိနေတယ်စိုးရင်စိတ်တွေပေါ့အဲ့တော့အတင်းတွေမှာတော့ပြဿနာရှိကောင်းရှိချင်မှရှိတယ်ကျွန်တော်တို့မှရှိနေတာသူ့အတွက်ရှိနေတယ်စိုးရင်စိတ်တွေအဲ့စိုးရင်စိတ်တွေကြောင့်ပဲကျွန်တော်တို့ကဟိုလိုဖြစ်မလားဒီလိုဖြစ်မလားလိုက်တွေးကြတာပေါ့လေတွေးဒီဘက်တွေတွေးနော်ကဲအဲ့ဒီစိုးရင်စိတ်လေးကိုကျွန်တော်တို့ဖယ်ထုတ်နိုင်လို့ရှိရင်သူ့ရဲ့တွားထားတဲ့အတွားလားဒီရည်စီဖြတ်တန်းထားတဲ့ပုံစံတွေကြဒီလိုပွဲတွေမှာရက်လက် ောင်းဖို့တော့သိကြောက်အနေထားတစ်ခုရှိပါတယ်နော်ကဲအဲ့တော့ကျွန်တော်တနေ့နေ့ညပွဲစဉ်တွေကြတော့ဒီပွဲသုံးသပ်ပဲအဲ့တော့မနေ့ဖန်ကြမှာလဲခြံထားလို့မရတဲ့ကျွန်တော်တို့ရဲ့ဒီကဘာကျော်မန်ချက်စတာယူနိုက်တက်အတင်ပွဲစဉ်ရှိတယ်အဲ့တော့မန်ယူကအေဗာတန်နဲ့ဆိုတော့အိမ်ပေါ်မှာကစားရမယ်ဆိုတော့ကဲမန်ယူကြောင်းယူနိုက်တက်အကြောင်းလေးလဲပြောပါအောင်ခုဆိုတော့အာယူနိုက်တက်အကြောင်းလေးလဲစပြီးတော့ပြောပါအောင်ဒီအေဗာတန်နဲ့ပွဲလေးဟုတ်ယူနိုက်တက်ကတော့ကျွန်တော်တို့ဒီလက်တလောပြီးခဲ့တဲ့ လာနဲ့ဒီဘက်လာဒီနှစ်လားလောက်တွင်းမှာတော့သူနဲ့ပတ်သက်ကျွန်တော်အရာအလုံးကကောင်းလက္ခဏာဆောင်တာတွေပဲမြင်ရတယ်ဗောနော်အခုဆိုနောက်ဆုံး၅ပွဲဆက်မရှုံးထားဘူး၃ပွဲဆက်နိုင်ပြီနောက်ဆုံး၂ပွဲဆက်သိရကြတယ်ဗောဒါမဲ့ဟိုမရှုံးသေးဘူးဆိုတဲ့အနေထားမှာဆိုတော့ဒါကောင်းနေသေးတယ်လို့ကျွန်တော်ပြောလို့ရဒါပေမဲ့၂ပွဲဆက်သိကြတော့ပဲပိုင်းပြီးတွေ့မယ်ဆိုရင်ပြန်ကြလာပြီလားဆိုတော့မေကွန်ကလည်းဆက်ထွက်လာမှာပေါ့နော်ဒါပေမဲ့မစိုးဘူးပေါ့ဗျာခုကစားမှာလည်း Everton နဲ့အိမ်ကွင်းဆိုတော့သူတို့ရဲ့လက်ရှိယုံကြည်မှုနဲ့ဒီချိန်မှာသူတို့အမှတ်ရထားဖို့လေလာမယ့်ဒီဇင်ဘာကျရင် သူတို့ရဲ့အဓိကစားသမားတွေအာဖရိကဖလားပြိုင်ပွဲရှိတယ်ပေါ့နော်ဒီစင်မှာကြာရင်အသင်းရဲ့တိုက်စကားအမ်ဘူမိုတို့အာမက်ဒီယဲလိုတို့မာဇရာဝီတို့မာဇရာဝီကထားလိုက်ပါတော့ဟိုညာတော်မန်ကအဓိကကစားသမား၂ယောက်လုံးလက်လွှတ်ရတယ်အဲ့ပြဿနာကသူတို့ရဲ့ဒီရလက်ကောင်းနေမှာအများကြီးသူတို့ဟိုရက်တန့်သွားနိုင်တယ်ဗျအများကြီးအရှိန်ရော့ကြွားနိုင်ဆိုတော့ဒီချိန်မှာအမှတ်ယူထားဖို့လိုတယ်တစ်ဖက်က Everton Everton ကတော့သိလေဖီးယားကြီးကြီးမမလေးမရှိဘူးအရင်ညံ့နေလားဆိုရင်လည်းအရင်ကြီးမညံ့ဘူးအရင်ကောင်းနေလားဆိုရင်လည်းကောင်းတဲ့ထဲမှာလည်းမပါဘူးပုံမှန်ပဲကစားကခက်တဲ့ပြိုင်ဘက်အနေနဲ့တော့ ရှိနေတယ်တန်းစင်းစုံအန်ရီလည်းကြီးကြီးမားမားမရှိဘူးအပေါ်လည်းမရောက်အောက်လည်းမရောက်ပါတော့အေဗာတန်ရဲ့မာဂျောမှုနဲ့ယူနိုက်တက်ရဲ့ဒါလက်ရှိအကောင်းဆုံးဖောင်တစ်ခုထိတဲ့အတွေ့မှာတော့ယူနိုက်တက်ဘယ်လောက်ထိလှုပ်ပြအောင်လဲဒါကိုကြည့်ရမှာပေါ့ဟုတ်ကဲ့အဲ့တော့လက်ရှိပုံစံလေးတွေအရာတော့ဒါ United ကအင်ခွင်းလည်းဖြစ်တယ်သူတို့ရဲ့ခြေနေတွေကလည်းနှစ်ကာလဒီများစွာချော်ဖြတ်နေရတဲ့အခက်အခဲတွေကတော့လက်ရှိ ပွဲတွေမှာတော့ဘယ်အသင်းမျိုးမဆိုဘယ်အသင်းမျိုးမဆိုတော့ဒီလို1998ရဲ့ပွဲမျိုးတွေမှာဒီရအောင်အမှတ်ယူထားမှာပြည်သက်ကဒီပုံမှာသူတို့ပုံမှာယုံကြည်မှုပြန်ရလာမယ်အချိန်ဒီမျိုးဆိုတော့ဒါမှန်ယူတော့အင်ကွန်းမှာနိုင်အောင်ကစားဖို့တော့တင့်တင့်ပါတယ်နော်အဲ့တော့အချင်းကြီးကဒီပွဲလေးဘယ်လိုမြင်လဲပေါ့နော်ဟုတ်မမလည်းကိုစိုးပြောသလိုပဲကျွန်တော်ဒီလိုအိမ်ကွင်းပွဲကတော့ United ထပ်ပြီးတော့အမှတ်ပြန်ရှာပြီးတော့နှစ်ပွဲဆက်ကျွန်တော် Forest ကွင်းမှာအမှတ်သွားပြီးတော့တူတူနဲ့သေကြပြီးတော့အမှတ်ယော့ခဲ့ပြီးပြီး Spa ကွင်းမှာသွားပြီးတော့တူတူနဲ့အမှတ်ယော့ခဲ့ပြီးအဝေးကွင်းနှစ်ပွဲဆက်ရှုံးလဲမရှုံးဘူး ခြေသွမ်းရတိုးတက်မှုတွေတချို့လည်းမြင်ရတယ်ဟုတ်ခန်းစကြောင်းကပေးကိုလေးတဲ့ပြန်ပြီးတော့မြင်ရတယ်ပြန်ပြီးတော့ရှုံးနေတာကနေပြန်လိုက်ပြီးတော့နောက်ဆုံး United ရဲ့ DNA လို့ပဲပြောမလားဒီပြန်ပြီးတော့ခြေပါကိုတွေပြန်လိုက်သွင်းနိုင်တယ်အရှုံးမပေးတဲ့ဒီ Never Die Attitude လို့ပြောပြန်မြင်ရတယ်အဲ့တော့တိုးတက်မှုတွေလည်းမြင်ရတယ်အားနေချက်အဲ့ထဲမှာတဲသေးလေးလည်းပြန်ပြီးတော့မြင်ရဒီပွဲမှာတော့နှစ်ပွဲဆက်နိုင်ပွဲပျောက်တဲ့အချိန်ကြီးကနေပြန်ပြီးတော့ဒီနိုင်ပွဲတစ်ခုကိုပြန်ရှာတွေ့မယ်ထင်တယ်အဲ့တော့၅ပွဲဆက်မရှုံးတာကဘာဖြစ် အသေးသေးကစားမတွေကြာမှာနီးပြရောကစားမရောဒီနိုင်ပွဲတွေရလာပြီရလက်ကောင်းလာပြီဆိုအဲ winning mentality အရင်အရေးကြီးတယ်သူတို့ဒီအချိန်မှာအဲ့ဒီ winning mentality ပြန်ကောင်းလာတယ်ရုပ်ပိုင်းဆိုင်ရာယုံကြည်မှုငါတို့လုံနိုင်တယ်ငါတို့ဖြစ်နိုင်တယ်ငါတို့နိုင်မှာပဲဆိုတော့အဲ့ဒီခံစားချက်တွေကအသင်းအသင်းအတွက်အရင်ကောင်းတဲ့အချိန်တွေ United မှာအဲ့လိုအချိန်တွေမျိုးလည်းမြင်ရတယ်ပြီးတော့ကိုစိုးပြောလို့တိုက်စစ်မှာလည်းအားကိုးရတဲ့လက်နက်တွေရှိလာပြီအမ်ဘူမိုတို့အာမက်တို့ဆိုတော်တော်လေးလှုပ်လှုပ်လာတယ်အဲ့တော့ကိုညာတို့ဆက်စကိုတို့ဒါဒီထက်ပိုပြီးတော့ဒီ goal တွေ involvement တွေပိုများလာမယ်ဆိုတော့ United ပို့ပြီးတော့ဒီထက်ပို့ပြီးတော့ကြွလာမှာတိုက်စစ်ကပိုကောင်းလာမှာအခုတော့မှဘရူနိုတို့ကက်ဆီမီရိုတို့နိုင်ငံသင်းတွေမှာရောကလပ်မှာရောပြန်ပြီးတော့တည်ငြိမ်တဲ့ခြေစွမ်းနဲ့ပို့ပြီးတော့အစည်းကတ်လာပြီပေါ့နော်အဲ့တော့အသင်းရဲ့ရှေ့လေတော့ဘာဖြစ်ဖြစ်ရုပ်လုံးပေါ်လာပြီအသင်းအသင်းနေနဲ့အသင်းလိုက်နေနဲ့ဟန်ကျက်တစ်ခုလည်းပေါ်လာပြီဆိုတော့ United ပဲပို့ပြီးအားကောင်းမယ်ထင်ပါတယ်ပြီးတော့ဒီဟာဒီ United ကအိမ်ဝင်နေရလဲ၅ပွဲမှာ၄ပွဲလောက်နိုင်ထားတယ်အာဆင်နယ်တပွဲပဲရှုံးထားတယ်ဆိုတော့ကျွန်တော်တို့ဒီပွဲမှာ United အိမ်ကအကိုတို့ပြောတဲ့ရီဘူးကအမြင်ကိုထောက်ခံပါတယ် United ပဲဒါရက်လက်ကောင်းသွားမယ်ပွဲလို့ပဲကျွန်တော်လည်းကောက်ချက်ချတယ်ဟုတ်ကဲ့ကျွန်တော်တို့ United အကြောင်းပြောရတဲ့ခါမှာအခုချင်းကြီးရောကိုစိုးစောပြောပါတယ်ဒါဒီပွဲမှာဆိုလဲဒါဒီအမှတ်ပြ United မဲ့အနေထားမရှိတဲ့အိမ်ဝင်လည်းဖြစ်နေတယ်ပေါ့ဒါကြတော့ကျွန်တော်တို့ကလည်းဟိုရက်လက်ကောင်းဖို့ ဟိုလည်းအရေးကြီးတာရောအတင်းတင်းမှာရလက်ကောင်းမှဒါဒီအတင်းအောင်မြင်မှုတွေလည်းတဖြည်းဖြည်းလမ်းကြောင်းပံပေါ်ရောက်လာမှာဟုတ်ဒါမဲ့လည်းတကယ်တကယ်ကတော့ United နဲ့ပတ်သက်ရင်ကျွန်တော်တို့ကရလက်ကောင်းမှုတွေတိုးတက်မှုတွေအကြောင်းကိုပူပြောချင်ကြတာပေါ့နော်ဒါဒါမှဒါမှန်ကန်တဲ့ United အရေးတစ်ခုဖြစ်လာမှာပေါ့နော်အဲ့တော့ United မှာဟိုတိုးတက်မှုတွေကျွန်တော်တို့ကမြင်ရတယ် United ပြည်သက်တွေကလည်းဒီပုံမှာအချိန်ကြာကြီးစောင့်လာရတယ်ဥမာထားပါတော့ဗျာ Arsenal ဆိုလို့ရှိရင်အောင်မြင်မှုတွေနဲ့ဘယ်လိုပဲဝေးကွာနေသေးတယ်ပြောပါစေတော့သူ့မှာတိုးတက်မှုတွေကထိတာထင်ရှားသွား အရွေးတစ်ခုကိုတည်ရိတ်တက်လာတယ်မြင်သာတယ်အဲ့လိုပေါ့လေတိုးတက်မှုတွေအများကြီးတွေ့ရတယ်အောင်မြင်မှုကတော့ဒါကံမလိုက်သေးလို့အတွက်လက်တကမ်းမှာခဏဝင်းနေတာပေါ့နော်အဲ့အဲ့တော့ United ကိုလည်းအဲ့လိုတိုးတက်မှုလေးတွေမြင်နေတာပေါ့နော်အဲ့အတွက်အဲ့အကြောင်းလေးပို့ပြီးတော့ဆွေးနွေးပြကြတာပေါ့နော်အဲ့တော့ဒီပွဲအကြောင်းလေးပြန်ဖြန့်ရတော့ကိုစိုးရဆိုကိုချင်းညီရောက United နိုင်သွားမယ်လို့ပဲယူဆပါတော့ Everton နိုင်နိုင်နိုင်ပေါ့နော်နောက်တစ်ခုပေါ့လေအချိန်လေးရလို့ကျွန်တော်နည်းနည်းလေး2မိနစ်3မိနစ်လောက်လေးတခါပြောချင်တာလေးတခုရှိတယ်ဒါကလည်းအခုကအတွေးပေါ်လာပေါ်လာဆိုကျွန်တော်တို့ အရွယ်အသက်အရွယ်ပေါ့ကျွန်တော်တို့အသက်အရွယ်ရဖြတ်တန်းမှုတစ်ခုမှာဒီဘောလုံးပွဲကြီးနဲ့ကျွန်တော်တို့မှာယင်းကြီးရဲ့ရလဒ်တွေရှိတယ်။ဒါပါတော့ပရီးမီးယားလိပွဲစဉ်တစ်ခုမှာဆိုလို့ရှိရင်ဒါပါပရီးမီးယားလိပွဲစဉ်တစ်ခုဆိုတာပွဲစဉ်၁ပွဲစဉ်၅ပွဲစဉ်တစ်ခုမှာ၁၀ပွဲကစားတာ哦။ဟုတ်ဟုတ်။အဲ့လို၁၀ပွဲတစ်ဖြတ်တစ်ဖြတ်ကစားရင်ကျွန်တော်တို့ဖြတ်တန်းမှုမှာများသောအားဖြင့်တော့အဲ့လို၁၀ပွဲတစ်ဖြတ်မှာ၉ပြက်ပွဲတွေပေါ့လေ။4ပြောချင်တာ4-0တို့4-1တို့အဲ့လိုပွဲတွေကပါတတ်ကြတယ်။များသောအားဖြင့်ပေါ့ကျွန်တော်တို့ဖြတ်တန်းခဲ့တဲ့ခင်မှာအဲ့လိုဟိုအဲ့လို ရလတ်နဲ့နိုင်ပွဲအတင်ထားပါတော့ဗျာဒီပဲနောက်ပိုင်းနှစ်တွေမှာဆိုပြီးခဲ့တဲ့3-4နှစ်ကဆိုရင်စစ်တီးလို့ဆိုအဲ့လိုရလတ်တွေနဲ့တွားပါပါလေနော်အဲ့ဆိုဟိုကျွန်တော်တို့ဟိုဒီဆက်ကြောတဲ့ဘောမှာဆိုလို့ရှိရင်လည်းဒါ United တို့ဘာလို့အဲ့လိုတွားရလဲဟိုသူကတော့ပွဲတိုင်းမဟုတ်ရင်တော့4-4-1ဒီလိုမျိုးတွေနိုင်တယ်ဆိုအခုနောက်ပိုင်းအတင်းတွေကအဲ့လို4-4-1ဒီရက်လက်ထွက်တဲ့ပွဲတွေကဒီပဲနှစ်တွေမှာကျွန်တော်ပဲသတိမထားမိလို့လားအခုမှပြန်တွေးမိလားမသိနည်းနည်းလေးပြန်ရှားလာသလားအဲ့ဒါဘောလုံးရဲ့ ideology ကြောင့်ပဲလားဘာဘာကြောင့်ပဲလဲဘလို့ကွာချာ လာဒါကဟိုစိတ်ကူးလည်းပေါ်လာတော့ပေါ်လာတော့လည်းဒီမှာမေးရမယ်လူတွေရှိလို့နည်းနည်းမေးမေးကြည့်တာကိုစိတ်ကြီးဘယ်လိုထင်လဲပေါ့ဒါရှင်းပါတယ်ကိုဒီကောကဟိုကျွန်တော်တို့ဘောလုံးမှာလေယာတွေကျွန်တော်ခွဲလိုက်မယ်ဟိုပရီးမီးယားလိပဲထားပါတော့ဗျာကျွန်တော်တို့ပရီးမီးယားလိအကြောင်းပဲပြောရဲဆိုတော့ emphasize လုပ်ပြီးပြောကြရဲဆိုတော့လေယာတွေရှိတယ် elite thing တွေရှိတယ်ဖြတ်မြင်းကျွန်တော်တို့ကော်ကောင်သင်းတွေရှိတယ်ပြီးရင်နောက်အပေါ်မရအောင်မရဒီဇယား important လို့လို့ခေါ်တယ် important half တွေရှိတယ်ပြီးတော့တန်းစင်းစုံနားမှာဝေးလေဝေးလေလုပ်နေတဲ့အဲ့ဒီလေယာလေးတွေအဲ့လိုရှိရဟုတ် ဲ့လေယာလေးတွေရဲ့တဆင်ချင်းပါအရင်တော့အီလိုက်အသင်းကြီးတွေကိုအလဲလက်ဖြန့်မြင်းသိနေကြမှာကစားမစုဖွဲ့မှုနဲ့ငွေသုံးနိုင်မှုနဲ့သူတို့ရဲ့အသင်းတည်ဆောက်တဲ့ပုံစံအသင်းရဲ့နီးစနစ်တွေးခေါ်မှုတွေအဲ့အလဲလက်ကောကောင်လို့သာပြောပေမဲ့တကယ်တမ်းကွင်းတင်းကစားရင်အဲ့အသင်းတွေကပိတ်ကစားနေရဂိုးမြတ်မြတ်မရှုံးဘူးငါတို့ရှုံးပါပဲငါတို့အများကြီး ဟိုအောက်သင်းလေးတော့၄၅ခုနဲ့မရှုံးငါတို့က1 c 2 1လောက်နဲ့ပဲကတ်ရှုံးအဲ့လိုမျိုး mindset နဲ့လာအခုအလေလက်အသင်းလေးကကြောင့်ငွေလဲသုံးတယ်အသင်းကြီးကမင်းက100တော့ရင် तू က80လောက်သုံးတယ်အသင်းကြီးက150လောက်တော့ရင် तू က100လောက်သုံးတယ်တခါကြီးအသင်းကြီးထဲတော့ပိုသုံးရင်သုံးသေးတယ်အဲ့ villa တွေ newcastle တွေကျွန်တော်တို့အများကြီးပေါ့ငွေမသုံးလဲသူတို့ရဲ့ scouting ကောင်းကောင်းနဲ့တကယ်သူတို့ကစားကွက်နဲ့သူတို့နီးပြနဲ့အံဝင်မဲ့နီးပြတာတခုကို ideology တခုကိုချပြလာတဲ့တော့ကြောင့်ဘာဖြစ်ဖြစ်အသင်းလေအသင်းလက်တွေအားစအသင်းကြီးတွေကိုရင်ပေါင်တန်းစိန်ခေါ်လာနိုင်တယ်သူတို့ကွင်းမှာဆိုရင်ဘယ်အသင်းမှဘူးမထောက်ဆိုတဲ့ပုံစံတွေမြင်လာဘုံပေါက်တွေကြည့်မလား Palace တို့ကြည့်မလား Brentford တို့ကြည့်မလား Brighton တို့ကြည့်မလား Newcastle Villa အဲ့လိုအလေလက်ဖြတ်မြင်းသင်းတွေလည်းအင်အားကောင်းလာတဲ့သင်းတွေကလည်းအများကြီးဖြစ်လာတယ်ပြီးအပေါ်မြောက်အောက်မြောက်မှာအရင်တော့ Fulham တို့လိုသင်းတွေလည်းအများကြီးတိုးတက်လာပြီနောက်ဆုံးတန်းတက်သင်းတွေ Sunderland တို့ဘန်လီတို့လိုအသင်းမျိုးတော့နိုင်ဖို့မလွယ်ပြောချင်တာလေယာဉ်လိုက်မှာအသင်းတွေရဲ့ငွေသုံးနိုင်မှုတွေပရီးမီးယားလိဂ်က အသင်းကြီးတွေ develop ဖြစ်နေတာအသင်းကြီးတွေဟိုအသင်း20လုံးမှာကွာချက်ကကျင်းသွားတယ်ကျင်းသွားပြီအဲ့ဒါအဓိကအဲ့ဒီဟာကြောင့်လဲအခုပြောတဲ့အခုနမေခွင်းအဖြစ်ဖြစ်နေတယ်ဒီနောကကျတော့အသင်းကြီးနဲ့အသင်းငယ်ချားမှာကွာချက်ကဒီလောက်လောက်ရှိရင်အခုဒီလောက်ပဲရှိတယ်တို့အသင်းနိုင်ငံတွေတော့ပြောလို့ရတယ်ဗျာအော်မဆော့သမ်တန်တို့ဆော့ဆော့ကူချင်းဘော်ဒန်တို့ဖူအန်တို့အဲ့ဒီအသင်းတွေကထားပါတော့ United တို့ Arsenal တို့ Man City တို့ကတည်းက4-0တော့ရှုံးမဲ့ဟာတွေကိုကျွန်တော်တို့ကြည့်ခဲ့တဲ့အချိန်မှာလေ4-0ဖူအန်နဲ့အမြဲရှုံးနေကြတဲ့အခုအဲ့လိုမရှုံးတော့ဘူးပြန်တော့နိုင်နေပြီဆော့သမ်တန်တို့က3-2နဲ့ပြန်နိုင်တဲ့အချိန်တွေရှိရ အဲ့လိုလေးတွေဖြစ်လာတယ်ပေါ့နော်ဆိုတော့ဒါမှန်ပါတယ်ကျွန်တော်တို့ဟိုကျင်ကျင်ပြက်ပြက်တွေးလိုက်လို့ဒီရလမ်းမျိုးမတွေ့ဘူးလို့ဒါရုပ်တရက်ခေါင်းနဲ့ပေါ်လာပြီမဲ့တီချာပြောလိုက်ရင်ကိုချင်းကြီးပြောသလိုပဲဒါအတင်းနေကြတာမှာကွာချက်ကအရင်ချင်းမြောင်းတယ်ခက်ခက်ချင်းပေါ့ဘုဆိုးနောက်တစ်ခုမေခုပြောင်းသွားပြီဗျာကိုစင်ကြီးအဖြေပေးလိုက်တော့မေခုတက်ပြောင်းသွားတယ်ဆိုတော့အဲ့လိုဆိုကျွန်တော်ဘလုံးပဲကြည့်ရတဲ့အရာသာဘလို့ကွာသွားတယ်ပေါ့ကျွန်တော်က i4041 တွေကိုကြည့်ရတာမျိုး တခါလေးမှပူကြိုက်တယ်ပေါ့လေအဲ့လိုအဲ့လိုဂိုးပြက်လည်းမတွေ့ရအောင်တခါလေးကျတော့ဟိုပွဲပြီးကနေချီတူနိုင်မလို့ကိုနိုင်မလို့နဲ့ပြန်နိုင်နေရမျိုးလဲမကြိုက်ဘူးဟိုဘက်အရသာတော့တခါလေးပြန်လွန်ရတယ်ပေါ့ကိုကိုဆိုးဆိုးဆိုတော့ဘယ်လိုမြင်လဲပေါ့အဲ့ဒါဟိုအသင်းနေရဲ့သွားနေတဲ့ system နဲ့လည်းဆိုင်မယ်ဥပမာကျွန်တော်အာဆင်နယ်နဲ့ပဲခိုင်းနိုင်ပြီအာဆင်နယ်တရားဒီမှာဂိုးပြက်နှစ်ပွဲလာပဲရှိတယ်တပွဲက တပွဲကရာသီစပိုင်းမှာပွဲစဉ်နှစ်လားမသိဘူးအဲဟိုလီယူနိုက်တက်ကိုနိုင်တယ်5-1 5-1လား5-0လားမနိုင်လဲတပွဲက Forest ကို3-0လားမနိုင်လဲ4လားဒါပဲပွဲတက်မလောက်ပဲရှိရယ်ကွာ7တပွဲကံပြီးပြီမှာရာခိုင်တော့မဖြစ်ပါဘူး7ပွဲနဲ့ပဲတွေ့ရင်ကျွန်တော်20ရာခိုင်တော့မနိုင်ဘူးပဲပြောချင်တာ तू ကဘယ်လိုကံနေလဲဆိုနိုင်မို့အရေးကြီးတယ်ကိုပြတ်တာမပြတ်တာနောက်မှာပေါ့1-0လည်းဖြစ်မယ်2-0လည်းဖြစ်မယ်သူကိုယ်တိုင်သွားနေတယ်ကွာသူကိုယ်တိုင်ခံစစ်ကိုတီဆောက်လိုက်တယ် တိုက်ဘက်ကိုနိုင်ပြီဆိုတော့နိုင်ုံလောက်ပဲသွားရင်းနဲ့ကိုခုနပြောတယ်အခုမြင်နေတဲ့ကိုပြက်ရလက်တွေကအသင်းကြီးဒီကိုတိုင်းကတကယ်ကြီးအဲ့လိုမလုံနိုင်တော့တိုက်ဘက်တွေကလည်းပူအားကောင်းလာတယ်အသင်းကြီးလိုပြောတဲ့အသင်းလက်လိုပြောတဲ့အသင်းကြီးကိုခံတုတ်မဲ့ပြိုင်ဘက်တွေကလည်းပူအားကောင်းလာဆိုတော့အဲ့နှစ်ခုသွားပြီးတော့နှစ်သင်းလုံးက အတင်းကြီးကလည်းငါတလောက်ရရင်ကျင်တတ်ပြီဆိုတော့တော့တလောက်ပဲကန်တယ်1 C 2 C ဆိုသူကထိမ့်ပြီအတင်းငယ်ကလည်းဟိုခံကန်ခံကန်နေရှုံးလဲတလောက်ရှုံးတာတော့မစိုးဘူးဆိုတာမျိုးတို့လည်းတွေးကောင်းတွေးအောင်နော်ကျင်နိုင်တော့ဒီရလက်မှာစန္နာလန်လို့ဒီကန်ပြီးအမှတ်ခွဲယူတာမျိုးလောက်ကောင်းလုံးတာဒါပေမဲ့လုံးဝဒီအာဆန်နယ်ခံစစ်ကိုတို့ကြော်ဖြတ်ဖို့မဖြစ်နိုင်လောက်ဘူးဆိုရင်ကျင်းပြောင်းနေရလက်နဲ့ရှုံးရတယ်တို့ကလက်ခံနေဆိုတဲ့ပုံစံမျိုးဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်လို့ကျွန်တော်ထင်တယ်ပြီးတော့ မန်စီးတီးကိုယ်တိုင်ကအရင်လိုမျိုးဘောလုံးပိုင်ဆိုင်မှုအตาစီးနဲ့ပွဲဒရဇက်လွှမ်းမိုးပြီးတော့လှုပ်ရှင်တိုင်းလှုပ်နေတဲ့အနေအထားမဟုတ်တော့ဘဲနဲ့သူကိုယ်တိုင်မြန်မက်ကိုအမင်းကစားကွာကိုမင်းစိတ်ချမ်းသာရဲ့ကစားဆိုပြီးမှတစ်ချက်ကောင်းပြန်လှုပ်တာပါနော်ဟိုမှထာလန်စီကိုသွားမယ်တောင်မန်နေရာနဲ့ဝင်ပြီးတစ်ချက်ကောင်းပြန်လှုပ်ပြီးသူကိုယ်တိုင်လည်း WC 2C လောက်နေဆိုရင် AC ပဲငါလည်းနိုင်ပြီဆိုအဲ့လိုပုံစံမျိုးကြောက်လို့ထင်တယ်လီဗာပူးလို့ပြီးခဲ့တဲ့နှစ်ကချန်ပီယံကလည်းသူကရန်ရုံးကန်နေရတော့သူကဘာလုပ်မယ်ဆိုတာအရင်စဉ်းစားလို့ မရဘူးလေ तू อ่ะနိုင်ဖို့ပဲလိုနေတာတိုင်ဘက်ကိုဘယ်နှလုံးသွင်းမယ်တွေ तू တွက်လို့မရ तू ကိုယ်တိုင်ရုံးကန်နေရဆိုတော့ဒီလိုပဲတိုင်ဘက်အသင်းကြီးတွေနဲ့အသင်းငယ်တွေကြားကွာဟလာတဲ့အခြေအနေရယ်ခုနလိုအသင်းကြီးတွေရဲ့သွားခြင်းနဲ့တို့ရဲ့ပြတ်မှတ်ကိုကလည်းအဲ့လောက်ကြီးထိမသွားတော့အောင်ပေါ့နော်အဲ့ဒါကြောင့်လို့ကျွန်တော်ထင်တယ်ဟုတ်ကဲ့အဲ့ဒါကျွန်တော်တို့ဆုံတဲ့ခါမှာတွေးမိတဲ့အတွေးလေးတွေရတခါလေးပြောရင်းဆိုရင်းထဲမှာရုတ်တရက်ပေါ်လာလေးပေါ့နော်ခင်အဲ့တော့ဘာဖြစ်ဖြစ်ဟိုတွေးမိတာလေးတော့အဖြစ်အပျက်တစ်ခုထွက်သွားပါတယ်အဲ့တော့လက်ရှိ ပြောင်းလဲလာတဲ့ trend ရောပြိုင်ဘက်တွေတင်းတဲ့တင်းချာမှာဟိုကွာချက်တွေကျင်းပြောင်းလာတာရောအတင်းကြီးတွေအတင်းကြီးတွေမှာအောင်မြင်မှုရဖို့အတွက်အရင်ထက်ပိုပြီးတော့ခက်ခဲတဲ့ကြီးမားတဲ့စိန်ခေါ်မှုတွေဖြစ်နေတာ၄ကြောင်းရောတောဆုံမှုတွေရမ်းများနေတာကြောင်းရောအဲဒီ volume trend တော့ဒီဘက်ကိုဖြည်းဖြည်းရွေ့လာတယ်ပေါ့ခါလီတော့လေဟိုဟိုဘက်ကအရသာလေးပြန်လွှမ်းတာပေါ့နော်တတော်ပါပဲလောက်ပါပဲနော်ကျန်တာကတော့ဒီလက်ရှိကြည့်နေတဲ့ဘွဲတွေပေါ်မှာလဲအားရချင်းတလက်ခံပြီးကြည့်ရမှာပေါ့နော်အဲအဲ့တော့ဒီနေ့မှာလာဆွေးနွေးပြီးတဲ့ကိုစိုးစိုးကကိုချင်းကြီး ီးရောကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ပတ်မှပြန်ဆုံကြပါမယ်ကျေးဇူးပါဟုတ်ကဲ့ပါ channel ကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များခင်ဗျာကျွန်တော်တို့ဘလုံးရက်ကွက်ဒီနေ့တင်ဆက်မှုကိုဒီမှာရနာကျပါရယ်အပတ်စဉ်စနေတနင်္ဂနွေနေ့တွေအကျင့်9:40တိုင်းမှာကျွန်တော်တို့ဘလုံးရက်ကွက်အစီအစဉ်ကိုဆောင်ရွက်ကြည့်ရှုကြပါအောင်လို့ဖိတ်ခေါ်ရင်းနဲ့ကျွန်တော်တို့ရဲ့ဒီနေ့အစီအစဉ်အနေနဲ့တို့ဆက်ပါရယ်ခင်ဗျာအားလုံးတို့ရဲ့ကောင်းသောနေ့လေးဖြစ်ပါစေဗျာ